သွေးနီမြေပြင်တွေက မျောလင့်ခြင်းတန်ရင်ထဲကဝေဒနာရင်ထဲမှာလိုက်လိုက်လုံလုံနဲ့ခံစားနေရတဲ့ဝေဒနာတွေက စကလုံးတွေနဲ့ဖော်ပြဖို့ခက်ခဲလို့နေမြမပြည့်ရဲ့ကောင်းကင်ရာဟာအရင်လိုငြိမ်းချမ်းမှုတွေနဲ့မပြည့်နှက်တော့ဘူးဘုံတန်တွေတနတ်တန်တွေကနှင်းစင်နဲ့အမျှကြားနေရတဲ့တန်စင်တွေလိုဖြစ်နေပြီတချိန်ကရွှေရောင်လန်းခဲ့တဲ့မြေကအခုတော့သွေးစွန်းတဲ့မြေအဖြစ်ပြောင်းလဲနေရပြီမိသားစုတွေပြိုကွယ် အိုးအိမ်လေးပြက်စီစိတ်ခင်ရသူတွေနဲ့ဝေးကွာရတဲ့ခန်းစားချက်ကနှလုံးသားကိုထိုးပေါက်ပြီးနာကျင်စေတယ်။မျက်စိရှိမှတဲ့အပြင်းမဲ့တဲ့သူတွေတည်ဆုံသွားတာကိုမြင်တွေ့လာရတဲ့အချိန်မျိုးမှာဆိုရင်လူဘဝရဲ့တန်ဖိုးဟာဘလောက်တောင်နှိမ့်ချသွားရသလဲလို့မေးခွန်းထုတ်မိတယ်။စာဝတ်နေရေးဟာအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်လာတယ်။မနှက်ပြန်အတွက်ဘာစားရမလဲဆိုတဲ့စိုးရိမ်စိမ့်တဲ့ညတိုင်းအိမ်မက်စိုးတွေမနေရတဲ့ပြည်သူတွေရဲ့မျက်ရည်တွေကိုဘယ်သူတွေများမြင်နိုင်ပါမလဲ။ ဈေးထဲမှာဟင်းသီးဟင်းရက်တစ်စီးရဲ့ဈေးနှုန်းကိုကြည့်ပြီးဝယ်ဖို့မဝိမရေဖြစ်နေရတဲ့ဘဝဟာတကယ်ကိုမှခါတိလို့နေလူငယ်တွေရဲ့အနာဂတ်ဆိုတာဝေဝါးတဲ့မြို့ခိုးတွေလိုပဲသူတို့ရဲ့တောက်ပါတဲ့အိမ်မက်တွေကလက်တွေ့ရဲ့ရဆက်မှုတွေအောက်မှာတပြေးပြေးနဲ့ပျောက်ကွယ်သွားနေရတယ်။ပညာသင်ကျင်တဲ့စိတ်အလုံးလုံးကျင်တဲ့စိတ်တွေက အချင်းတွေကြောင့်လုံးဝအုတ်တုံပျောက်ဆုံးသွားမှာကိုစိုးရိမ်မိတယ်။သူတို့ရဲ့မျက်လုံးတွေထဲမှာမျောလင်းကျက်မဲ့တဲ့အရေးတွေကိုမြင်တဲ့အခါတိုင်း ရွှင်ထဲမှာစွန့်နစ်ပြီးခံစားရတယ်။ကိုယ့်ရဲ့မွေးရဲ့မြေကိုစွန့်ပြီးတိုင်းတစ်ပါးမှာဒုက္ခတဲ့အဖြစ်ရောက်နေရတယ်။သူတို့ရဲ့နှလုံးသားဟာအမြဲတမ်းကျိုးပဲ့နေလိမ့်မယ်။လွမ်းစွခြင်းတန်းတခြင်းတွေနဲ့နေရက်တွေကိုကုံဆုံးစေပြီးတနေ့နေ့မှာကိုယ့်အိမ်ကိုပြန်ရောက်နိုင်မလားဆိုတဲ့မျှော်လင့်ချက်လေးတစ်ခုနဲ့ပဲအသက်ဆက်နေရတယ်။သူတို့ရဲ့မျက်ဝန်းထဲကဝမ်းနည်းမှုတွေကိုကြည်ကျင်းအဖြစ်ဒီဒုက္ခတွေဘလောက်အထိနှဆိုင်လဲဆိုတာကိုခံစားမိနိုင်နေ။ဒီလိုချိန်ကာလကြီးမှာ ကျမတို့အားလုံးဟာ ထပ်သားရရှိနေဖို့အရေးကြီးပါတယ်။စာနာထောက်ထားမှု နားလည်မှုအားပေးကူညီမှုတွေနဲ့တရားကိုတရားဖေးမကြရမယ်။ဒီညရဲ့အမောင်တူဟာဘလောက်ပဲနည်းနည်းနေပါစေမနှက်မိုးတော့ချိန်မှာတော့နေရောင်ခြည်အစ်စ်တွေနဲ့အတူမျော်လင့်ခြင်းတွေပြန်လည်ရှင်သန်လာလိမ့်မယ်လို့ကျမတို့အားလုံးယုံကြည်နေရမယ်။ဒီကပြလေးကိုရေးသားတဲ့မူရင်းကပြပိုင်ရှင်ကို credit လေးစားစွာပေးရင်းနဲ့တင်ပြလိုက်ရပါတယ်။ အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပတ်စံနိုင်ပါစေလို့ဆုတောင်းရင်းနဲ့နှုတ်ဆက်လိုက်ပါရနော်။